အားလုံးမင်္ဂလာပါခင်ဗျာဧပြီလ29ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပြောမယ်ဆိုတော့သတင်းလေးမတင်ဆက်ခင်ပထမအဆုံးအဲကျွန်တော်နည်းနည်းလေးတင်ပြစရာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ဇက်တိုက်လုတ်ခဲ့တဲ့ရေလှူတဲ့ကိစ္စကိုအဲနောက်ပြန်ဆက်ပြီးကျွန်တော်ရက်တော့မှာပါရေကတော့ကျွန်တော်နေ့တိုင်းပို့နေတယ်ဗောနော်ရေကတော့ဝန်ထမ်းအင်ယာတွေလိုအပ်တဲ့နေရာတွေနေ့တိုင်းပို့ပါတယ်အဲဒီရေလှူတဲ့ကိစ္စကိုနောက်ပြန်ဘာလို့ရက်ရမလဲဆိုတော့ဟို အချို့နေရာတွေမှာစီပင်ရေပြန်လာပြီးအချို့နေရာတွေမှာလာသေးဘူးမလာသေးဆိုမဲ့လည်းအဲကျွန်တော်တို့မှာမော်တော်ယာဉ်အခက်အခဲဖြစ်လာပါပြီအဲ့ဒီအတွက်အဲကျွန်တော်တို့ငှားရမ်းထားတဲ့မော်တော်ယာဉ်ကလည်းအဲမနှက်ဖြစ်ဆိုရင်ကျွန်တော်ပြန်ပေးရတော့မှာပေါ့နော်အဲဘာပြောငှားရမ်းပြီးတဲ့ကုမ္ပဏီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်အခုလောလောဆယ်အဲရေလူတာရက်လိုက်ပြီအဲ့တော့ဘာတွေလုံးနိုင်ခဲ့လဲဆိုတော့အဲရက်ပေါင်း25ရက်26ရက်လောက်ထီကိုကျွန်တော်တို့နေ့စဉ်နဲ့အမျှပေါ့နော်ဂါလန်1500ဆန်းနဲ့ တန်နေတဲ့ရေတွေပေးပို့နိုင်ခဲ့တယ်အဲ့တော့အလုံးတော်တော်များများကျွန်တော်ဗီဒီယိုကြည့်တဲ့လူတွေသိကြပါတယ်သူတို့ကိုယ်တိုင်နဲ့ကျွန်တော်နဲ့ကြုံတဲ့သူတွေလည်းအများကြီးရှိပါတယ်ဆိုတော့တရက်တရက်ကိုနေ့တိုင်း၄កောင်း၅កောင်း၆កောင်းကျွန်တော်တို့ပုံမှန်ရေပို့ပါတယ်အဲနေ့တိုင်းဒါဂလန်6000နဲ့9000ကြားပါအများတန်းပို့နေတာရှိပါတယ်ဘာပဲဖြစ်ဖြစ်ဟိုကျွန်တော်တို့ဒီတစ်လျှောက်လုံးเนาะတစ်လျှောက်လုံးပေါ့ဒီတစ်လျှောက်လုံးမှာဆန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆန်ဘယ်လောက်ကူညီနိုင်ခဲ့လဲဆိုတော့ဆန်စုစုပေါင်း အဲကျွန်တော်ကျွန်တော်တည်တံ့မလို့တည်တံ့ဆန်ဘလော့ကူညီနိုင်ခဲ့လဲဆိုတော့ဆန်သုံးပြီး AD 900 600လောက်ကူညီနိုင်ခဲ့ပါတယ်နောက်ပြီးလို့ရှိရင် C 90သားဘူးတွေလည်းအတိုင်းပဲ900 600လောက်ကူညီနိုင်ခဲ့တယ်နောက်ပြီးစားတောက်စရာတွေကုန်ကြောက်တွေလည်းအများပြားကူညီနိုင်ခဲ့ပါတယ်တခြားလုံးမှာအလုံးတတိထားမိပါအောင်မအဲ့အတွက်ကျွန်တော်တီချာကျွန်တော်ဘသူ့မှာအကူအညီမတောင်းဘူးအလူလည်းမခံပါဘူးဒါမဲ့ကျွန်တော်နဲ့အမြဲတမ်းလက်တွဲပြီးတော့အခုညီနေတဲ့သူတွေရှိပါတယ်။သူတို့ကအမြဲတမ်းကျွန်တော်ကို support လုပ်ပါတယ်။ တော်တော်များများကို support လုပ်ကြတယ်ပေါ့နော် support လုပ်ကြတဲ့ခါကျတော့သူတို့လည်းပြန်ပြီးကျွန်တော်တိတဲ့သူတွေပေါ့နော်ကျွန်တော်လည်းအများနဲ့ချိတ်ဆက်ပြီးအဲကုညီနေရဲ့လုပ်ငန်းတွေလုပ်နေတဲ့သူတိတဲ့သူကျွန်တော်ပြန်ပြီးတော့အစီအခံပြန်ပြီးတင်ပြပါတယ်ကျွန်တော်ဘာဘလောက်ဝယ်လိုက်တယ်နော်ဘလို့တုံးလိုက်တယ်နော်ဘလောက်ကျန်တယ်ဘလို့ဘလို့အစားကျွန်တော်ပြန်ပြီးတင်ပြပါတယ်ထပ်ပြီးတော့လည်းအဲ့တော့အဲ့လိုမျိုးတွေရှိလာတယ်ဆိုလို့ရှိရင်နောက်နောက်ပိုင်းကျွန်တော်ပြီးပြီဆိုလို့ရှိရင်တော့အကုန်လုံးပေါ့နော်အကုန်လုံးရှင်းလန်းတစ်ခုကတော့လောက်အောင်ပေါ့ဘယ်လောက်လောက်ခဲ့တယ်ဘယ်လောက်ကြံခဲ့တယ်ဆိုတဲ့ဟာတော့ရှင်းလန်းလောက်အောင်ပေါ့နော်။ဘာဖြစ် ရက်ပေါင်း20ကျော်30နီးပါးပေါ့နော်အဲကျွန်တော်တို့ဝိုင်းကူညီနိုင်ခဲ့တယ်ကြီးကြီးမားမားလှုပ်ဆောင်နိုင်တဲ့လှုပ်ဆောင်ချက်မဟုတ်ပေမဲ့လည်းဒီလောက်နဲ့တော့ကျွန်တော်တို့ကြီးနိုင်ရမယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့ဘလို့တဘာဝပေးမျိုးမှဖြစ်မလာပါစေနဲ့လို့ကျွန်တော်တို့ဆုတောင်းပါတယ်အဲဝင်လည်းပြောရရင်ဟိုလူမျိုးငွေးမှာအလုံးလုံးနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီလိုတဘာဝပေးတွေကြုံလာတိုင်းလောက်ဝကန်ရတာလေဝေဖန်မှုတွေလည်းရှိတယ်တိုက်ခိုက်မှုတွေလည်းရှိတယ် တိတ်အတွက်လည်းဘယ်သူမှတော့ကြီးဆိုင်မနေဘူးနော်အတတ်နိုင်ဆုံးတော့ကိုလုံနိုင်တဲ့လုပ်ငန်းစဉ်ကိုတော့ကြိုးပမ်းပြီးတော့လုပ်ပါတယ်နော်တချို့ကိစ္စတွေမှာအဲ့လိုအမြင်မတော်မှုမကောင်းမှုဘောနော်ဆိုဒီလိုမျိုးတွေလည်းရှိပါတယ်ကျွန်တော်လည်းသိပါတယ်ဒါပေမဲ့လည်းမတတ်နိုင်ဘူးလေနော်ဒီလိုအခြေအနေမျိုးကြုံလာဆိုတော့အကောင့်တွေအစိုးတွေအများတန်းတွန်တွဲနေကြမှာပဲအဲ့တော့အများတန်းကောင်းနေပြီပဲရှိနေဖို့ဆိုတော့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးနော်ဆိုတော့တည်င်းနေဘက်ကိုလှည့်ရအောင်ပါတည်င်းနေဘက်ကိုလှည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီရက်ပိုင်းမှာ ပထမဆုံးပြောရမယ့်ကိစ္စမဖြစ်မနေပြောရမယ့်ကိစ္စကတော့ကျွန်တော်တို့ဒါအိန္ဒိယပါကစ္စတန်ပေါ့အိန္ဒိယပါကစ္စတန်ကိစ္စကကျွန်တော်မဖြစ်မနေပြောရမှာကပအဲတတိယနေ့မှာလည်းအိန္ဒိယပါကစ္စတန်အကြောင်းတွေကတော်တော်လေးစိုးမိုးနေတယ်အဲ့တော့နှစ်နိုင်ငံကတန်တမာရေးအရာတော်တော်လေးအဲကျွန်တော်တို့တင်းတင်းမမာဖြစ်နေတယ်အဲ့ဒီအဲ့ဒီအပြုံကမှနှစ်နိုင်ငံနေဆက်ကိုစိတ်စိတ်အင်အားဖြန့်ကျက်မှုတွေเนาะစီးရင်ရတိုးမြင့်မှုတွေပြီးလို့ရှိရင်လက်နက်ငယ်နဲ့ เนาะအပြန်အလှန်ပြစ်ခတ်မှုတွေနောက်ခုကျွန်တော်ဒီမှာဗီဒီယိုတစ်ပုဒ်ချက်ချင်းမဲ့တင်တက်လာလို့ကြည်နေတာအဲ့ဒါကတော့ဒီတရုတ်လောက်တာတဲ့လေရင်တစည်းကိုပေါ့เนาะတရုတ်လောက်လေရင်တစည်းကိုပါကစ္စတန်လေးလက်ကနေပြီးတော့ဒါအနှိပ်ပြန်တန်းပြီးတော့သူတို့ရဲ့ဒီလေတဲ့ပါဝါကိုပြနေတဲ့အနေထားလည်းရှိတယ်အဲ့လိုပဲအိန္ဒိယကလည်းဒီကပလီပင်လေပြင်းတယ်ပေါ့အိန္ဒိယကလည်းဟိုဒီပါကစ္စတန်နဲ့နီးစပ်တဲ့ပင်လေပြင်းတယ်မှာပေါ့เนาะအဲ့ဒီမှာ ဒီစီလေးချင်းမှုတွေလုတ်တယ်ခရစ်မတ်ဆိုင်တွေလွတ်ပြတယ်နော်အဲ့ဒါမျိုးတွေဒါတိုက်ရိုက်တိုက်ခိုက်တာတော့မဟုတ်သေးဘူးနော်မြေပြင်မှာတော့ဒီလိုဖြစ်နေရေပြင်မှာဒီလိုဖြစ်နေမြေပြင်မှာတော့ဒါနှစ်ဖက်နော်ပါကစ္စတန်နေဂျာနဲ့အိန္ဒိယဘက်ခြမ်းနဲ့ဒါပစ်ကတ်တိုက်ခိုက်မှုတွေလုပ်နေတာနှစ်ရက်လောက်ရှိပြီနော်လက်နက်ငယ်နဲ့ပြန်လည်ပစ်ခတ်မှုတွေရှိတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘလို့ဒါထိခိုက်မှုရှိလေဘာဖြစ်လဲဆိုတာတော့ကျွန်တော်တို့မပြောတတ်သေးဘူးအခုလောလောဆယ်အထိကတော့ဒါပစ်ကတ်တိုက်ခိုက်မှုတွေကတော့ရှိနေသေးတယ်လို့ကျွန်တော်တို့သတင်းရတယ် ဒီပြဿနာနှစ်ဖက်ထိခိုက်မှုတင်းမာနေတာဖြစ်တဲ့အတွက်အဲတော်တော်လေးတော့သတိထားမှနေသားရှိတယ်အဲပါကစ္စတန်ဘက်ကပြောတဲ့ပုံစံအရတော့ဘာလဲဘယ်လိုပြောရမလဲနှစ်ဖက်ထိတွေ့တိုက်ခိုက်တာတွေစစ်ပွဲတွင်ဆောင်သွားနိုင်ပေမဲ့နှစ်နိုင်ငံကြားထဲမှာနျူကလ িয়ার ပစ်လွတ်တဲ့အထိတော့တင်းမာမှာမဟုတ်လို့ပြောပါတယ်နှစ်နိုင်ငံလုံးကနျူကလ িয়ার ပိုင်တဲ့နိုင်ငံတွေဖြစ်တဲ့အတွက်တော်တော်လေးတော့စိုးရိမ်စရာကောင်းပေမဲ့လည်းဒါပေမဲ့သူတို့လည်း ဒီအလုပ်ကိုလုပ်မှာမဟုတ်ဘူးလူအစုလိုက်ပြုံလိုက်တန်းတဲ့ချီတည်ဆုံးစေမဲ့ကိစ္စတွေကိုတို့တို့လုပ်မှာတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီငလင်ဘေးနဲ့ပတ်သက်ပြီးပြောမှာပါငလင်ဘေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်7.7နော်အင်အားရှိတဲ့ငလင်အလုံးလဲမြင်မဲ့လမ်းတွေကိုဘလို့ကွဲထွက်သွားတာထမ်းမင်းတွေဘလို့ကွဲထွက်သွားတာเนาะဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုအချို့သောနည်းနည်းပါတက်တိနာလဲတဲ့လူတွေကလာပြောတယ် ဒီလောက်ကွဲသွားတဲ့ဟာမှာမပြိုဘဲနဲ့ကြံခဲ့တဲ့အဆောက်အဦးဟာတော်တော်ခိုင်ခန့်လိုပဲနော်ပြီးခဲ့တဲ့ရက်ပိုင်းကတူရကီမှာဖြစ်ခဲ့တဲ့6.2အဆင့်ရှိတဲ့ငလင်ကြောင့်တော်တော်ကြီးခိုင်မာတဲ့တိုက်တာအဆောက်အဦးတွေပြိုကျပျက်စီးတာတွေအများပြားတွေ့ရပါလိမ့်မယ်ဆိုတူရကီလိုနိုင်ငံမျိုးယူရိုတွေမှာပါတဲ့နိုင်ငံမျိုးနီးပညာတိုးတက်တဲ့နိုင်ငံမျိုးမှာဒီလိုဖြစ်တယ်6.2နဲ့ဆိုတော့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာနော်7.7နဲ့ဒီလောက်ဖြစ်တယ်ဆိုတာတော့ဒါအရင်ကြီးတော့မဆန်းကျဲဘူးအဲ့တော့တချို့နေရာတွေမှာဟိုဒီ ပြောချင်တာလေဟိုဥမာ sky vet လာလို့နေရာမျိုးမှာလူတရာကျော်เนาะတည်ဆုံးတယ်တရာကျော်တည်ဆုံးတာဖြစ်တဲ့အတွက်ဟိုဒီစစ်ဆေးရမှာကအီ contract တွေဘာတွေထက်ဒီအဆောက်အဦရဲ့ဒီပုံစံပေါ့เนาะပုံစံဘလို့အသက်ရှင်နေတဲ့အသက်ကဘာညာပုံစံမျိုးတွေအဲ့လိုမျိုးစနစ်တကျတိဆောက်ထားခြင်းရှိမရှိပေါ့အဲစစ်ဆေးတဲ့သူတွေကအဲ့ဒီအဆောက်အဦပြီးစီးတဲ့အချိန်မှာစစ်ဆေးတဲ့သူတွေကိုပြန်ပြီးစစ်ဆေးရမှာเนาะကုမ္ပဏီကတော့သူ့လို့သူ့လို့မှာပဲဒါပေမဲ့ ။မပြောချင်တာကတော့ contract တိုင်းတော့ဘေးတုကာတိုင်းဒီမှာပြုတ်သွားတဲ့အစားအုပ်တိုင်းက contract တိုင်းဘေးတုကာဟိုအာကီသမားတွေကိုသွားပြီးတော့ပြဿနာဆရာဆရာတော့မလိုဘူး။သူတို့ကိုသွားပြီးအေးအေးယူဖျားပေးဆရာတော့မလိုဘူး။ဒါဒီတန်ကိုခံနိုင်တဲ့အစားအုပ်ဆိုတာကတော့ကျွန်တော်ကတော့မြင်တယ်။လုံးဝတော့ရှိမှာတော့မဟုတ်ဘူးပေါ့နော်။အဲ့တော့နောင်လာမဲ့ဟိုတကယ်လို့များအဲ့လိုလုပ်ခဲ့ဆိုရင်နောင်လာမဲ့အနာဂတ်မှာဟိုဒီအစိုးရရဲ့အဆောက်အဦတွေရန်တရားတွေနော်ဒီဆောက်လုပ်တဲ့အခါမှာ ဲ့လိုအရေးကြီးလိုက်တဲ့ဆိုရင် community တွေဒါမှမဟုတ်လို့ရှင်เนาะဒီ contractor တွေပေါ့နော်သူတို့အဲလက်ဆောင်သွားနိုင်တယ်ပေါ့အဲ့အတွက်လည်းအစိုးရဘက်ကတော့တရားစင်စမ်းမှာပါအဲ့ဒါနဲ့ပတ်သက်ပြီးအရေးယူတာတွေလုပ်မှာဆိုလို့ရှင်ကျွန်တော်တိတလောက်တော့အခုချိန်ထိတော့အရေးယူတာတော့မလုပ်သေးဘူးပေါ့နော်အဲ့အဲ့ဒီမှာထပ်ပြီးတော့နေပြည်တော်နဲ့ပတ်သက်ပြီးတော့ဒီနေပြည်တော်တိဆောက်ရေးပေါ့နော်အဲအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ ရုံးဌာနအဆောက်အဦတွေကိုဒီပါဝင်ခဲ့တဲ့နော်ဆောက်လို့ရမှာပါဝင်ခဲ့တဲ့ကုမ္ပဏီတွေကိုပြန်ပြီးဆက်သွယ်ဖို့ဆိုပြီးတော့အနေပြီးတော့အဆောက်အုံဌာနကနော်အင်ဂျင်နီယာဌာနမှူးစီကိုဆက်သွယ်ဖို့အတွက်ဆိုပြီးတော့အကြောင်းကြားထားတာရှိတယ်ဆိုတော့ဘလူနီနဲ့ဘလူပြန်ပြီးလောက်ကြမလဲတော့မပြောတတ် ပြီမဲ့ဒါအကြောင်းအကြောင်းကြားစာအတိပေးစာထုတ်ပြန်ထားတာတော့ရှိတယ်ပေါ့နော်နောက်တရင်ဘူကတော့တရင်အမှားအမှန်ဖြစ်တယ်ပေါ့တရင်အမှားအမှန်ဖြစ်တယ်ဘာလဲဆိုတော့ဒီတနင်္သာရိုင်းနေသားကြီးတဝယ်မြို့နယ်ထဲမှာရှိတဲ့စဟာရွာပေါ့ ဇဟာရွာမှာ PDF ဖွဲ့ကလက်နက်ကြီးပစ်ခတ်တယ်လက်နက်ကြီးပစ်ခတ်တဲ့အချိန်မှာဒီဖုန်းကြောင်းတွေကိုကြားတယ်ဖုန်းကြောင်းတွေကြားတဲ့အချိန်မှာအဲနှစ်ဦးတေဆုံးတယ်အမျိုးသမီးတူမျိုးသားတူတေဆုံးတယ်ဒီမှာတန်ကတော်နှစ်ပါးထိခိုက်တယ်ရတယ်ပေါ့ဒါပေမဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကထုတ်ပြန်ချက်တွေမှာတော့လွန်ညွှန်းတဖုံဝင်တွေဘက်ကပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပြီးသူတို့ကတော့အဲသတင်းလိမ်ပြီးတော့ထုတ်ပြန်တယ်ပေါ့နော်ဒီကြားရောက်ပေါက်ကွယ်မှုဖြစ်စဉ်မှာအဲ့ဇဟာ ဇဟာဖုန်ကြီးကျောင်းကနေပြီးတော့ဆရာတော်ဥဆန္ဒတိတိ59ခွန်းနဲ့ဝါတော်36ဝါဥပုံညာ85နဲ့40ဝါပေါ့နော်ဘုံဒီပောက်ွယ်စာအထိမှန်ပြီးတော့တန်ရာရရှိပြီးတော့ကြီးရွာမှာနေထိုင်တဲ့ဥမျိုးကျော်နဲ့နော်ဒေါ်လေးလေးတို့ဘုံဒီစာထိမှန်ပြီးတည်ဆုံးခဲ့တယ်လို့သိရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီစကိုင်းပေါ့နော်စကိုင်းမြို့နယ်မြောက်ပချမ်းမှာထိုးစစ်ဆင်တဲ့လူမျိုးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရတဲ့တဲ့င်းပေါ့ ဒါတော့ကျွန်တော်ကတော့သတင်းပြောလို့ရှိရင်တော့တခါမှဟိုထိန်ချန်မှာတော့မဟုတ်ဘူးเนาะဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထိန်ချန်ထားမယ်လို့တော့ဘယ်တော့မှအတွေ့မရှိဘူးเนาะအဲ့တက်မှတုံးကအဖွဲတွေထူးစစ်စင်တာရဲတွေလည်းပါတယ်เนาะဟိုက6မြောက်ပြစ်ခတ်တော့တခါတယ်အမှအတုံယုံဖြစ်ကြတယ်သူတို့ထုတ်ပြန်ချက်တွေမှာတော့20ကျော်တွေ30ကျော်ကျွန်တော်ကတော့အဲ့လိုတော့မထင်ဘူးအလောက်ကြီးတော့ဖြစ်မနေဘူးနော်အဲ့တော့မဖြစ်တော့ဘူး10ခန်းဝန်းကျင်လောက်တော့ဖြစ်နိုင်တယ်ကြာဆုံးကုန်တယ်အဲ့တော့ information တွေအလောက်ပဲညံ့ရလာလို့ပဲကျွန်တော်ပြောချင်တော့တယ်။အတော့ကိုကဲတဲ့သူတွေပေါ့နော်။အဲအဲ့လိုပြောလို့ကျွန်တော်အပြစ်တင်မယ်ဆိုလဲတင်နိုင်တယ်။ဒါကျွန်တော်ကတော့ဒီလိုပဲပုံမှန်လေးပြောအောင်။နေရာတစ်ခုကိုသွားရမယ်ဆိုရင်လှုပ်ရှားမှုတည်င်းရလဲရနေရမှာနောက်ပြီးတော့ဒီလောက်ထွက်လာတဲ့ဒီစစ်ကြောင်း90ကျော်လောက်ကြီးတ တခုခုတော့အထောက်ကူတော့ပြုတင်တယ်ပေါ့နော်တင်90ကျောက်လောက်ကနေပြီးတော့ဟိုဒီ drone နဲ့ဂျူတင်ရှင်းလင်းတာတော့နော်ဟိုဟာကင်းတောက်လွတ်တာတော့ပါဒါမျိုးတွေလည်းဂျူပြီးတော့ယူထားတင်တယ်လို့ကျွန်တော်ထင်တယ်ဖြစ်သွားတော့မှတကယ်တမ်းအထိခိုက်နေတာတော့ဒါစိတ်မကောင်းစရာတွေဖြစ်ရတယ်အခုတော့အဲ့ဒီပတ်ဝန်းကျင်နေမှာအစစ်ကြောင်းပြန်ထိုးနေပြီလို့ကျွန်တော်ကြားရတယ်ပေါ့နော်နောက်တစ်ခုထပ်ထပ်ပြီးပြောချင်တာကလေ PDF တွေအနေနဲ့စစ်ကြောင်းလာတဲ့နေရာကိုနော်ဝင်တိုက်တယ် နော်မင်းကိုနဲ့ဘဒူရွာကအိပ်ပြီးဝင်းကျင်လာကနေသွားတဲ့စစ်ကြောင်းကိုထွက်တိုက်တယ်ထွက်တိုက်တဲ့ခါကျတော့တကယ်လို့စစ်ကြောင်းကလာရှင်းလို့ရှင်သူတို့ရွာထဲဝင်ပြေးမယ်ရွာထဲမှာခိုးမယ်ပြည်သူတွေနေမယ်နော်အဲလေကြောင်းတိုက်ခိုက်မှုတွေပါရင်လုတ်ပြီးဆိုတာနဲ့တပြိုင်နက်ပြည်သူတွေသေးပြီနော်သူတို့တင်လည်းပြည်သူသေးပြီဘာဖြစ်လဲဆိုတော့ချင်းချင်းလေးပြည်သူနဲ့လွတ်ကင်းတဲ့နေရာမှာတိုက်တော့ဒီကလိုက်ရှင်းလင်းတဲ့ခါကျတော့ပြည်သူတွေပါဂျားတွေကနေပြီးတော့ဂျားညက်ရအဲ့လောက်လေတော့ဟို လုံးလို့ရှိရင်တော့နည်းနည်းလေးဟိုအကြမ်းဖက်မဆန်ဆန်းပါနဲ့နော်ဟိုခက်ရရန်စကားပြောလို့ရှိရင်တော့ဟိုဖောက်ထုတ်ရေးချပေါ့နော်ဖောက်ထုတ်ရေးချမကြဆန်းပါနဲ့အဲ့ဒါမကြကြပါနဲ့ကိုယ့်ကိုလွတ်လွတ်ငင်ငင်တိုက်ကြဆန်းပါလွတ်လွတ်ငင်ငင်နေကြဆန်းပါနောက်တဲ့ရင်ကလည်းတော်တော်ကိုရရဆက်ဆက်တက်ဖြတ်တဲ့တဲ့င်းပေါ့အဲ့ဒါကတော့ဒါဝန်သူမြို့နယ်ထဲမှာရှိတဲ့အာမခံရွာပေါ့အာမခံရွာကပြည်သူတွေအစုလိုက်ပြုံလိုက်တက်ဖြတ်ခံရတယ်ခလေးငယ်လေး ကျွန်တော်ထင်တယ်တစ်နှစ်တောင်ပြည့်ပါအောင်မလားမသိဘူးခလေးလေးအသက်ခံလိုက်ရတယ်မိဘနှစ်ပါးအသက်ခံရတယ်ခလေးတွေအသက်ခံရတယ်မိသားစုလိုက်ဒါအဲ့ဒီမှာရှိနေတဲ့အဲ့ဒီအသက်ခံရတဲ့သူတွေကဘယ်သူတွေလဲဆိုတော့မြို့တစ်တစ်မှနေတဲ့ကိုလင်းမန္တန္တလိုင်းနော်ခလေး၃ဦးပြီးလို့ရှိရင်ဆက်ဝင်းမှာနေနေထိုင်တဲ့မအေးသူနဲ့ခလေး၂ဦးပြီးတော့မဝင်းကြီးမချစ်စုစုစုပေါင်း9ဦးကိုတပြိုင်တည်းတတ်သွားတာ ဲ့မှာတက်သွားတဲ့တချို့ကလေးငယ်လေးတွေဆိုရင်တော်တော်နှိမ့်ဆက်တက်ဖြတ်ခံပြီးတော့မှတည်ဆုံသွားတာအခုတက်ထားတဲ့သူတွေအကုန်လုံးကိုလည်းတော်တော်လေးကိုနှိမ့်ဆက်တက်ဖြတ်ထားတာဒီခြေတလုံးတွေမှာနှိမ့်ဆက်တက်ဖြတ်ထားတာတွေ့တယ်နောက်ပြီးတော့တည်င်းနေရဆိုလို့ရှိရင်ဒါအမျိုးသားအင်္ကာပေါ့နော်အမျိုးသားအင်္ကာပေါင်ကြားတွေကိုဒူးတွေနဲ့တိုက်နော်အဲ့နေရာထုထောင်းပြီးတော့အထုထောင်းပြီးတော့နှိမ့်ဆက်တက်ဖြတ်တာအဲ့ဒီအပြင်ကကလေးလေးဆိုလို့ရှိရင်လည်းရရဆက်ဆက်တက်ပြက်ခံတာရတယ်ကလေးလေးက main ကလေးလေးဖြစ်တယ်အငယ်ဆုံးလေးဒီလာသားကလေးလေးလောက်ဖြစ်မယ်အဲ့ဒီကလေးလေးကိုလည်းဒီကလေးရဲ့ နော်မိမကူနေရာတွေမှာပါအဲ့ဒါထိုးဆွထားတဲ့ရက်ဆက်တဲ့ဓာတ်ပုံတွေကျွန်တော်တို့မြင်ရနော်ဒီပြောရမှာပြောရမှာတော့မမလုံလောက်ဘယ်လောက်ထိရက်ဆက်လဲဆိုတာသူတို့ကိုစစ်တပ်နဲ့ဆက်သွယ်တယ်ဆိုပြီးတော့အခုလိုမျိုးဖန်စီတက်ဖြတ်သွားတာဗောနော်အဲ့တော့ဒေသခံတွေကတော့မပြောလဲဆိုတော့ဒီလိုမျိုးအနေထားယုံနေလောက်တဲ့ခါကျတော့ရှင်းလင်းစေချင်နေပြီနော်ရှင်းလင်းစေချင်နေပြီဘယ်နေမှာမြတ် ဘယ်နည်းများမှဒီကိစ္စတွေရှင်းလင်းမှလဲဆိုတော့ကျွန်တော်မေးချင်တော့ကျွန်တော်တော့ဘာမှမပြောချင်တော့နောက်ကတော့သူတို့ဘက်ကမီဒီယာတွေကဘာရေးကြလဲဆိုတော့ငလင်လုတ်ပြီးတလားကြတဲ့အထိနော် PDF တွေစုံမှုတဲ့ data တွေကိုနိုင်ငံတကာအကူအညီတွေမရဘူးပေါ့နော်အဖွဲ့တွေဝင်ခွင့်မရဘူးပေါ့ဒီလိုပြောတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ဝင်ခွင့်မရလဲဆိုတော့သူတို့ဘက်ကပြောတဲ့ပုံစံအရစစ်တပ်ဂိတ်တွေကနေပြီးတော့အဲ့ဒီနိုင်ငံတကာအကူအညီတွေပေးမချော်ဘူးပေါ့အဲ့ဒီဘက်ကိုရောက်ဖို့အတွက်ဆိုတော့အုံနောက်တုံးပြီးတော့တော့လုံးစီချင်တယ် ။နောက်အောင်နောက်သုံးပြီးတော့ပြောစီချင်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလူတွေကိုအဲ့ဒီလူပြီးသွားလို့မရဘူး။မြန်မာနိုင်ငံကိုလာကူညီတာတရားဝင်အစိုးရနဲ့တရားဥပဒေစိုးမိုးမှုရှိတဲ့နေရာမှာသူတို့ကူညီလို့ရမယ်။အဲ့ဒီနေရာတွေကိုကူညီစေချင်တယ်ဆိုလို့ရှိရင်ဆုတ်သွားလိုက်ဝေးဝေးမှသွားနေလိုက်။အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေတယ်။မဟုတ်ဘူးဆိုလို့ရှိရင်အစိုးရအနေနဲ့သူ့နိုင်ငံတွေကိုဗီဇာနဲ့တရားဝင်ကူညီခွင့်လာပေးတာလားပေးထားတာပေါ့နော်။ပေးထားတဲ့အခါကျတော့ဒီလိုလှုပ်ထားတဲ့သူတွေကိုအစိုးရအနေနဲ့ လက်လို့ဆွဲပေးမသွားဘူးနှစ်နိုင်ငံကြားထဲမှာသဘောတူညီမှုတွေနားလည်မှုတွေနော်ချစ်ချစ်ရင်းနှီးမှုတွေရှိတယ်အဲ့ဒီလူတွေတစုံတစ်ခုဖြစ်သွားရင်ဘသူတောင်းဝန်ယူမှာလဲခေါင်းဆောင်မရှိတဲ့အဖွဲ့ဘသူ့ကိုဆရာခေါ်လို့ခေါ်မှမသိတဲ့အဖွဲ့ဘသူ့ကိုလက်ညှိုးထိုးပြီးပြောရမှာလဲတကယ်တမ်းဖြစ်လာတော့မှရှင်းရမှာအစိုးရရှင်းရမှာအဲ့ဒီလက်နက်ကင်ဖွဲ့တွေဆိုတာတောင်းဝန်ယူမှုတောင်းဝန်ခံမှုဘာမှရှိတဲ့အဖွဲ့တွေမဟုတ်အဲ့ဒီအတွက်တော့ အဲ့အကူညီရဖို့တော့မမျှော်လင့်နဲ့အကူညီရချင်တယ်ဆိုလို့ရှိရင်ရှင်းရှင်းလေး PDF တွေတော်ရဲသွားနေလိုက်ရွာသားတွေတက်တက်ဒေသခံတွေတက်တက်ပြီးနေမှာဆိုလို့ရှိရင်အဆင်ပြေတယ်။နော်အဲ့ဒါဆိုဘာမှဖြစ်သွားတာမဟုတ်ဘူး။နောက်တစ်ခုတော့ဒီငလင်ကြောက်ပြက်စီခဲ့တဲ့အဖြေလွာတယ်ငလင်ကြောက်ပြက်စီတာမဟုတ်ဘူးဒီအဖြေလွာတွေကနော်အစိုးရကဒီဆုံးဖြတ်ချက်ကိုသူတို့ကတန့်ွက်တယ်ဆိုပြီးတော့နိုင်ငံရေးနိုင်ငံရေးပုံစံပုံဖော်တာပါပဲဒါတန့်ွက်တယ်ပေါ့ကလေးတွေကိုဓာတ်ပုံစုပြီးရိုက်ခိုင်းတာတယ်ပြီးတော့အဲ့ဒါအင်းပြီးမှမန်လေးမှာဆန္ဒပြကြတယ်ပေါ့နော်ကလေးတွေ ကလေးတွေမျက်နှာလေးတွေအုပ်ထားတယ်ဒါပေမဲ့ပြောချင်တာကလေဒီအဖြေလွှာရင်လည်းပတ်သက်ပြီးတော့ကျွန်တော်လည်းပြောပြီးသားပြန်ဖြေစေခြင်းနဲ့အစိုးရကတာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ကလေးတွေကိုစနစ်တကျကူညီပြီးတော့မှပြန်ဖြေစေခြင်းနဲ့ကျွန်တော်တို့ကတော့အားလုံးအအောင်ပေးတဲ့ပုံစံမျိုးကကျွန်တော်တို့ကျွန်တော်တို့အနေနဲ့မကြိုက်ဘူးအဲ့ဒီဆန္ဒပြတဲ့ကလေးတွေကိုယ်တိုင်နားလည်ရမှာနောက်တစ်ချိန်မှာအဲ့ဒီကလေးတွေကိုယ်တိုင်နော်ဟိုပြဿနာတက်သွားနိုင်တယ်အဲ့ဒီကလေးတွေကိုယ်တိုင်နောက်တစ်ချိန်မှာတို့တို့ဘဝမှာအရေးမယ်ကြီးလူတိုင်းပြောတာခံနေရမှာတော့လူတိုင်းရဲ့ လက်ညှိုးထိုးမှုမှာသူတို့ခံရမှာမင်းတို့ဘယ်နှစ်ကအောင်လာလဲဘယ်ကကြောင်းသားလဲဆိုရင်ဟာမင်းတို့အစိုးရအောင်ပြီးလို့အောင်လာတာပါကွာဆိုတဲ့ပုံစံမျိုးတသက်လုံးရိတ်မဲကြီးထိုးနေမှာအဲ့ဒီအတွက်အစိုးရကပြန်လုတ်ခိုင်းတာမှန်တယ်ဒါမှမဟုတ်အစိုးရအနေနဲ့တော့ဒီဒုက္ခရောက်နေတဲ့သူတွေနဲ့ကုညီကြစီလူအပ်နေတဲ့သူတွေအဲ့ဒီခလေးတွေအတွက်တော့အစိုးရအနေနဲ့တောင်းဖို့တစ်ခုခုတော့ယူသင့်တယ်ဆိုတော့ကျွန်တော်တို့ဒီလိုပဲမြင်တယ်ဆိုတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီလာချိုးပေါ့နော်လာချိုးကအခုတော့ပြန် ဖွင့်ပြီပေါ့နော်အစိုးရကအုပ်ချုပ်မှုပြန်ယူပြီလာချုပ်မှာအကြောင်းတွေပြန်ဖွင့်ဖို့လိုရတော့မယ်ကလေးတွေပညာတင်တာနောက်ကျတာတွေပိုင်းညာကစားထိုးရတော့မယ်ပေါ့အဲ့တော့ပညာရေးဝန်ထမ်းတွေကိုတတ်မှတ်ရဲ့အရောက်ဆိုပြီးတော့လာချုပ်ပြန်ခေါ်ထားတာရှိတယ်ခေါ်ထားတာရှိတဲ့အခါကျတော့ပညာရေးဝန်ထမ်းတွေကတော်တော်များများနော်အကုန်လုံးတိတ်ချောင်ကြရတယ်နေမီဒီလိုက်ပေါ့နော်အကုန်တိတ်ချောင်ကြရတယ်တိတ်ချောင်ရတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဟိုတယောက်တစ်နေရာချင်းမတူကြဘူးအဲ့တော့ တမတ်ရအရောက်ဆိုလို့ရှိရင်နည်းနည်းတော့ပြဿနာရှိတယ်ဘလို့သွားရမလဲဘလို့လာရမလဲနောက်ပြီးတော့လူတိုင်းအဆင်မပြေကြဘူးတော့သူတို့တွဲနေတဲ့နေရာနဲ့သူတို့ခံစားရတဲ့ဒုက္ခတွေနဲ့သူတို့ပြေးလာရတဲ့ဆုံးရှုံးမှုတွေအများကြီးရှိတယ်အဲ့တော့အစိုးရအနေနဲ့တော့တစုံတစ်ခုတော့လုပ်ပေးတင်တယ်အဲ့တော့ဟိုဘယ်နေရက်နေ့လာရှိုးအရောက်ဆိုတာတဲ့ဘယ်နေရက်နေ့တောင်ကြီးအရောက်တော့စသဖြင့်ပေါ့နော်ဘာကြောင့်လဲဆိုအကုန်လုံးစုစည်းပြီးမှတခါတည်းခေါ်သွားလို့ရမှာပေါ့နော်အဲ့တော့ကို့အစီအစဉ်နဲ့ကိုပြန်မို့ကြတော့ဇေယိကအင်မတန်ကြီးမားလွန်နေသေးတယ်။အဲ့တော့ပညာရေးဝန်ထမ်းချို့အဲ့ဒါလေးနည်းနည်းတော့ ခက်ခဲနေတယ်ဆိုတဲ့အကြောင်းပြောလာပါဗျ။အဲ့တော့သူတို့ကသူတို့ကလည်းအသက်လူကြီးထွက်ပြေးခဲ့ရတာပါ။အဲ့အတွက်သူတို့ကိုစာနာတဲ့အနေနဲ့သူတို့ညတာတဲ့အနေနဲ့ဟိုအစိုးရအစီအစဉ်လေးတစုံတရာစီစဉ်ပေးတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်။အာဒါမှမဟုတ်လို့ရှိရင်လည်းတနီးနီးပုံနော်အဲ့လိုမျိုးအမေကြီးပေးတာမျိုးမဟုတ်ဘဲနဲ့တနီးနီးနဲ့ပြန်ပြီးစုစည်းတာပို့ပြီးကောင်းမယ်လို့ထင်ပါတယ်။ဆိုတော့နောက်တစ်ခုကတော့ကျွန်တော် Telegram မှာလည်းတင်ထားပါတယ်။အဲ့ဒါကတော့ဒီ 7C 5177ဆိုတော့ Mac 2အမျိုးသားယင်တစည်းပေါ့နော်အဲ့ဒီအမျိုးသားယင်ကရန်ကုန်တိုင်းဒေသကြီးအဲရန်ကုန်မြို့ပေါ်ပေါ့နော်ရန်ကုန်မြို့ပေါ်ကလမ်းတလမ်းမှာ drift ဆွဲနေတယ်နေကင်းမိုင်းနော်ဒီဆွဲနေတဲ့ခါကျတော့တချို့ကားတွေအတွက်အနှောက်ယှက်ဖြစ်ရတယ်ပေါ့နော်။ twin line နဲ့သူရက်ဆောက်လိုက်ရတာမျိုးပါမျိုးပေါ့။အဲ့ဒီရက်ဆောက်လိုက်ရတဲ့လူတွေရဲ့စိတ်ထဲတစ်ချက်နားထောင်ကြည့်လိုက်။အဲ့ဒီအချိန်မှာမှအချိန်နဲ့လာတဲ့ကားတစ်စီးစီးများရှိခဲ့တယ်ဆိုရင်ဘယ်လိုဖြစ်ကြမလဲ။ဆိုတော့နေကင်းကြောင်တော်ကြီးဒီလမ်းပေါ်မှာဒစ်ဆွဲတာတော့ကျွန်တော်အနေနဲ့ကတော့ အဲတိတ်တော့သဘောမကျပါဘူးအဲတော့သက်ဆိုင်ရာเนาะတာဝန်ရှိတဲ့သူတွေအနေနဲ့အေးအေးယူတင်တယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ဒီနေ့ဘောကတော့ရောဒေတာမှာ PDF တွေစစ်မှုထမ်းဖို့ဆိုပြီးတော့စာထုတ်တယ်ဘယ်သူပဲဖြစ်စစ်မှုထမ်းမှာဆိုအခုလူငယ်တွေထွက်ပြေးကြပါပြီတော်တော်များများကန့်ကွက်ကြပါတယ်เนาะတော်တော်လေးပဲပြောအောင်နောက်တစ်ဒီနေ့နောက်တစ်ဒီနေ့ဘောကလည်းအဲကျွန်တော်တို့နိုင်ငံတကာတွေပေါ့เนาะဒေါ်နယ်ထရန့်ကအခုဆိုလို့ရှိရင်ဒီမိုကရက်တစ်ပါတီကိုစပြီးတော့ကင်တွယ်လာပါပြီ။ဒီမိုကရက်တစ်ပါတီရဲ့အဓိကရန်မုံငွေပလက်ဖောင်းတစ်ခုဖြစ်တဲ့ Up Blue ဆိုတဲ့ အဂျန်မုံငွေပလက်ဖောင်းကိုစစ်ဆေးအေးအေးယူဖို့အတွက်တရားရေးဝန်ကြီးဌာနကရှင်းနေကြုတ်စီကိုဓာတ်ရိုက်အမိတခုပေးထားတယ်လို့သိရပါတယ်ဆိုတော့သူကတော့သူ့လုံနိုင်တဲ့အတိုင်းအတာတွေကနေဒေါ်နယ်ထရန့်ကတော့အစွန်းကုန်လုံနေပြီဘာတွေဆက်ဖြစ်လာအောင်လဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်တော့ဒီရက်ပိုင်းမှာညောင်ကျိုးသတင်းမတင်ဘူးလားမေးတဲ့သူတွေအတွက်ညောင်ကျိုးမှာ26ရက်နေ့ပေါ့နော်ပြီးရဧပြီလ26ရက်နေ့ကအဲအပြန်လန်တိုက်ပွဲဖြစ်ပွားတယ် နော်ဤလောင်းလီလောင်းနဲ့လက်နက်သုံးလက်ရရှိတယ်လို့သိရတယ်တိုက်ပွဲကတော့ကြိုကြာကြိုကြာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအစိုးရစစ်တပ်တွေကိုတိုက်တဲ့နေရာမှာဥဆောင်ခဲတဲ့နော်အာကော်သူးလီအာမေကပူဆာလုံပေါ့နော်ပူဆာလုံနဲ့သူ့အဖွဲ့ဝင်တချို့ပေါ့တဖွဲ့တဖွဲ့ဝင်တချို့က DGPA ကိုပြန်ပြီးပူးပေါင်းပါတယ်သူ့အနေထားများဘက်ကဒီတာဝန်ထမ်းဆောင်ွယ်ဆိုင်းငံ့ထားတဲ့အချိန်မှာသူအကြိုက်ဆောင်နေတယ်။ဒါမဲ့လည်းလက်နက်ကင်တို့ရဲ့သဘောတရားကတော့လက်နက်ကင်ပါပဲ။အဲ့ဒီအတွက်သူ့အနေနဲ့ အဲ့ဒါအခု DKB ကိုသွားပြန်ပူပေါင်းတယ် DKB ကလည်းလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီသူ့ရဲ့လိုရဲ့သူ့ပုံစံတွေကအများကြီးဖြစ်ခဲ့တယ် DKB နေရနဲ့ကတော့သူ့ရဲ့လူဟောင်းမှုလို့ပြန်လက်ခံတာတော့ကျွန်တော်သိတယ်ဒါပေမဲ့လည်းသူ့ရဲ့ image ကပေါ့ DKB ရေပေါ်နော်ဟိုကောင်းတဲ့ပုံရိပ်တွေကိုအများကြီးလွှမ်းမိုးထိခိုက်သွားနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်တစ်ခုကတော့တောင်ခန်းပေါ့ဒီရက်ပိုင်းတောင်ခန်းစစ်မြေပြင်တောင်ခန်းစစ်မြေပြင်လို့ပြောလို့ရှိရင်တောင်ခန်းကနေပြီးတော့အဲဒီဘက်ချံဒုထဝရီဘက်ချံဟိုအပေါ်ဘက်ချံတောင်ချူဘက်ချံအဲ့ဒါတွေအကုန်လုံးကျွန်တော်တောင်ခန်းလို့ပဲသတ်မှတ်ရအောင်ဆိုတော့အဲ့ဒီတောင်ခန်းစစ်မြေပြင်ထဲမှာ နော်တိုက်ပွဲတွေတော်တော်ကောင်းတယ်တိုက်ဒီခဏခဏတက်ကူလာတိုက်တယ်တက်ကူလာတိုက်တဲ့အချိန်မှာတက်ကလိုက်ရှင်းတယ်ရှင်းတဲ့ချိန်ထွက်ပြေးထွက်ပြေးလို့ရှိရင်စခန်းကြီးလိုက်တိုက်တယ်ပေါ့တက်ကလည်းအဲ့လိုမျိုးဆိုတော့အခုတော့အဲမနေ့က26ရက်နေ့ကဒါရရှိထားတဲ့တရင်ရဒီ TNR အလောင်း10လောင်းတနက်နှစ်လက်နဲ့သူတို့နေတဲ့စခန်းကုန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လူသိရတယ်ဒါအပြင်ကမှထပ်ပြီးတော့ဒီရက်ပိုင်းမှာ ဒီ29ရက်နေ့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်တယ်အလောင်းလနဲ့ရရှိမှုတွေရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့ထပ်ပြီးတော့နောက်နေ့ကျလို့ရှိရင်တော့အတီးပြုတ်ပြီးတင်ပေးပါမယ်နောက်တစ်ခုကတော့တည်င်းအမှားတွေနဲ့ဒီဗမ်မော်မှာကာကင်းနေရပြီးတို့တရင်မှုတယောက်ဖမ်းခံသွားရတယ်ဆိုပြီးတော့တည်င်းနေတက်နေတာရှိတယ်အကျွန်တော်ပြောချင်တာဗမ်မော်ဖြစ်စင်မှာဒီ drone fight တွေကိုကြည့်လိုက်မြောင်းတွေကနေတော့မထွက်ရဘူးတို့เนาะအိမ်တွေကနေတော့မထွက်ရဘူးအကုန်လုံးဒီလိုပုံနေကြအဲ့မြောင်းတက်တက်အဲ့ဆက်သွယ်မြောင်းတက်တက်ကိုဘုံသီးတွေချတာ နော်အနီးကဇုံးဆွဲလိုက်တဲ့အချိန်မှာအဲ့ဒီမှာသွေးတွေတန်နေနဲ့အကုန်အလူးလိတ်တည်နေတဲ့သူဒဏ်ရာရနေတဲ့သူတွေအများကြီးပဲစခန်းနောက်ကပ်ဖို့နေတာအဝေးကြီးပဲနော်အခုတော့တိုက်ပွဲတွေကတော့ဆက်ရှိနေတယ်မြို့ထဲမှာရှိနေတဲ့ပုံးနေတဲ့အဖွဲတွေကိုလည်း drop ဘုံးနေနဲ့ရှင်းလင်းတိုက်ခိုက်တာ drop ဘုံးကျသွားတဲ့အချိန်ကဘီးမှရှိချက်ချင်း6000တောင်းချောင်းလုံးဒီ6000တောင်းချောင်းလုံးအပြောက်ဖြစ်သွားတယ်အဲ့လိုအခြေအနေမျိုးဖြစ်နေပြီနော်ဟို Telegram မှာစပြီးရင်းနေကြတယ်လို့ပဲတည်ခြင်းလို့ရှိရင်စိတ်မစားနဲ့ဗမော်သွားဆိုတယ်လို့ပဲတကယ်ကိုဖြစ်နေပြီ နော်တကယ်ဟုတ်ဖြစ်နေပြီအဲ့တော့ဘန်မောမှာကိုဘကအထီးကိမရှိဘူးလားဆိုတော့ရှိတော့ရှိတယ်နော်တယောက်နှစ်ယောက်စလောက်ကြာဆုံးတာရှိတယ်ဒါပေမဲ့အသေးဆုံးအများကြီးပဲအလောင်း15လောင်းလောင်း10လောက်ကိုသိမ်းဆီးရမိတယ်တနက်တွေဆိုရင်လည်းအဲ့လိုမျိုးပဲအများကြီးသိမ်းဆီးရမိတယ်ဒါသူတို့ပြန်ဆွဲသွားတဲ့အလောင်းတွေမပါဘူးသူတို့ဖျောက်သွားတဲ့အလောင်းတွေမပါဘူး လုံးဝမဆွဲနိုင်ဘူးကြံခဲ့တဲ့ထဲမှာဒီပခုံးတန်းလောင်ချာတွေရောတတ်နှက်တွေရောအများပြဆက်သွင်းမြောင်းမကြံနေသေးတယ်။နော်အဲ့ဒါအကုန်လုံးမရှင်းနိုင်သေးဘူးရှင်းနိုင်တယ်လားကတော့15လောင်းလောင်း30လောက်ဒါလေးရထားတယ်ပေါ့နော်။နောက်ပြီးရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေရှိပါတယ်ဒီ drone နဲ့ရှင်းလင်းရေးတွေဇက်တိုက်လှုပ်ဆောင်နေတယ်။ဆိုတော့အခုတပ်ပွင့်လင်းပြောရင်တော့ရံမြဲကျွန်းသားထီကို ပြန်မောင်းထုတ်နိုင်ပြန်ခွာသွားရပြီပေါ့နော်ဒါမဲ့လည်းသူတို့တည်င်းထုတ်ပြန်ချက်တွေမှာတော့အလိုတော့ဖြစ်မနေဘူးသူတို့ကတော့တအားနိုင်နေတဲ့အခြေအနေပြောတယ်ပေါ့နော်အခု loss ရဒီ AA ဖွင့်တဲ့စစ်မျက်နှာတွေအကုန်လုံးတက်ကထိုးစစ်ဆင်ပြန်ပြီးတိုက်ခိုက်နေတာတွေ့ရတယ်နော်အခြေအနေအဖြေတွေကစစ်ပွဲဆိုတာတညတည်းနဲ့ပြောင်းပြောင်းမယ်တရက်တည်းနဲ့ပြောင်းပြောင်းမယ်အဲ့အတွက်ခုချိန်မှာနိုင်ပြီမနေ့ကရှုံးရင်လည်းရှုံးမယ်ခုချိန်မှာနိုင်ပြီစတိုင်းနိုင်သွားရင်နိုင်သွားမယ်အခုရှုံးနေမနေ့နိုင်လည်းနိုင်မယ်ပေါ့နော်အဲ့အတွက်တော့ဘာမှတော့ပြောစရာမရှိပါဘူး နောက်တဲ့တင်ပို့ကတော့ဒီမန်လီတိုင်းဒေသကြီးမှာငလင်ကျောက်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကနေပြီးတော့နောက်ထပ်အမျိုးသားရုပ်အလောင်းတလောင်းထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒီနေ့အထိဒီနေ့အထိဒီ Sky Villa ကွန်ဒိုကနေပြီးတော့ဖယ်ရှားရှင်းလင်းတဲ့နေရာမှာရုပ်အလောင်း109အလောင်းတော့မှာတွေ့ရှိခဲ့တယ်ဗောနဒါတော့စိတ်မကောင်းစရာဖြစ်ပါတယ်ခင်ဗျာဆိုတော့အခုကျွန်တော်တည်င်းတင်ဆက်နေတဲ့အချိန်မှာပဲ ဒါပါကစ္စတန်ဝန်ကြီးချုပ်ရဲ့အင်တာဗျူးဒါမှမဟုတ်ရှင်ရုပ်သံဖိုင်တစ်ဖိုင်တက်လာပါတယ်။အဲ့ဒါကဘာလဲဆိုတော့ပါကစ္စတန်ဝန်ကြီးချုပ်ကသူတို့ရဲ့ဒုံးကျည်တွေကအိန္ဒိယကိုပဲအများတန်းချိန်ထားတယ်ပေါ့။သူတို့ရဲ့နျူကလ িয়ার ဒုံးကျည်တွေကအများတန်းအိန္ဒိယကိုပဲချိန်ထားတယ်။နော်အဲ့ဒီအတွက်တခြားဘယ်သူအတွက်မှမဟုတ်ဘူး။ဒါပြပွဲလုပ်ဖို့အတွက်လည်းမဟုတ်ဘူးဆိုပြီးအိန္ဒိယကိုအနှွံ့မြူနဲ့ချိန်ချောက်တယ်ပေါ့နော်။သူပို့ပြီးတင်းမာတဲ့အခြေအနေတစ်ခုဒါကျွန်တော်တို့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာဖြစ်နေပြီဖြစ်ပါတယ်။ဆိုတော့ဒီနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲ။ တော့ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုက အများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ